ကျမတို့တွေ time bank ငွေ12တန်းကောက်ရရင်မလုပ်ကြမလဲဆိုတော့စိတ်ကူးတွေကတော့အမျိုးမျိုးရှိကြမှာပါဒါပေမဲ့ဘဏ်ကောက်နာကအစစ်မြေအင်ယာတစ်ခုမှာဘတ်12တန်းကောက်ရတဲ့သူကတော့ချက်ချင်းပဲပတ်စံတွေကိုရဲလက်ကိုအပ်လိုက်ပါတယ်ထိုင်းနိုင်ငံနွန်ထပူရီခရိုင်မုံထောင်ဌာနီနယ်မြေကအစစ်မြေကွန်ဒိုတစ်ခုရဲ့ဒီအမှိုက်ပုံးနာမှာအဲ့ဒီပတ်စံတွေကိုတွေ့ခဲ့တာပါ လူတယောက်ကအမိုက်ပုံးတွေနားမှာထားထားတဲ့ပစ္စည်းထဲတဲ့ plastic ပုံးတစ်ပုံးကိုဖြန့်ကြည့်ခဲ့ပါတယ်ဒီလိုဖွင့်ရတဲ့အကြောင်းရင်းကလည်းအဲ့ဒီပစ္စည်းထဲတဲ့ plastic ပုံးဟာဆိုလို့ရှိရင်ဒီလွှင့်ပြလောက်ရအောင်မဟောင်းသေးတာနဲ့အဲကိုနိုမှာနေတဲ့လူတယောက်က plastic ပုံးကိုယူထားဖို့အတွက်ဖြန့်ကြည့်လိုက်တာဖြစ်ပါတယ်ဒီလိုဖြန့်ကြည့်တဲ့အချိန်မှာပုံးထဲကနေဘတ်ငွေထောင်းတန်းတွေအထုပ်လိုက် အာတွေ့ခဲ့တာဖြစ်ပါတယ်စုစုပေါင်းကတော့ဘန်းငွေ12တန်းရှိပါတယ်ကောက်ရတဲ့သူကချက်ချင်းပဲရဲကိုအကြောင်းကြားခဲ့ပါတယ်ရဲတွေလာရောက်စစ်ဆေးပြီးတော့လောလောဆယ်မှာတော့ရဲတွေကတင်းသွားပါတယ်အာပတ်စံကဘသူပတ်စံဖြစ်တယ်ပြီးတော့ဘာကြောင့်ဒီနေရာကို ရောက်နေတယ်ဆိုတာတွေကိုတော့ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်